ဘုဇဏအသက်ရှင်ခြင်းနဲ့ကျမ်းကျမ်းမာမာနဲ့နေခြင်းနဲ့ဆိုလို့ချင်းသပ္ပါယဖြစ်အောင်မျှတအောင် နေတတ်ဖို့လိုတယ်ဗျာနော်မျှတအောင် နေတတ်ဖို့သပ္ပါယဖြစ်အောင်နေတတ်ဖို့လိုတယ်အသပ္ပါယဖြစ်အောင်မျှတအောင်နေတတ်ဖို့လိုတယ်ဆိုဘယ်နှမျိုးရှိသလဲသပ္ပါယကနံပါတ်1ဘောဇဏသပ္ပါယဘောဇဏသပ္ပါယဆိုတာစားတော့တဲ့အခါတင့်လျော် လျောက်ပတ်အောင်မြတ်မြတ်တတာစားတဲ့တောက်တဲ့ရလောဘတစီစားတိုင်းကျမ်းမာတာမဟုတ်ဘူးဒါရမတဲ့အဲ့ဒါသိဖို့လိုတယ်မတဲ့တာကိုမစားနဲ့ဧည့်တာကိုလည်းပဲတင့်ရုံစားရတယ်လောဘတစီစားလို့ရှင်အစာမကြည်ဖြစ်ပြီးတော့ဘေးဖြစ်တတ်တယ်ဘာဖြစ်ဖြစ်တန်ဆေလုံဘေးလို့တာမြန်မာစကားရှိပြီးသားပဲလေအဲ့ဒီဘောတရားအတိုင်းပဲပေါ့အမနစ်ကအာဝါဒတ္တပါယ နေရထိုင်ရနေထိုင်တဲ့နေရကလည်းသတ်ပါရဖြစ်ရတယ်မိုးမလုံးလေးမလုံးအိုးတချို့ပူပါတယ်ဆိုမှကိုလုံးတကားတွေပဲချွေတီးကြဘူးဒီအောင်အေးပါတယ်ဆိုမှတကားတွေဖွင့်လေးအေးတွေဝင်ဘယ်လိုလုပ်ပြီးတော့သတ်ပါရဖြစ်ပါလဲအဲ့ဒါကြီးနော်ဘယ်လိုလုပ်သတ်ပါရဖြစ်ပါဒါမှမဟုတ်အန္တရာယ်ဖြစ်နိုင်လောက်တဲ့နေရာမှာ နေတယ်ဆိုလို့ချင်းအချင်းမီပြီး အတန်နဲ့ဖြစ်ပြီးအသက်တူသွားနိုင်တယ်ပေါ့ဒါရမို့လို့အာဝါဒတပ်ပါရနေရထိုင်တဲ့အခါမှာလည်းပဲနေရခိုင်တဲ့အခါမှာလည်းပဲတပ်ပါရဖြစ်ပြီးကိုယ်နဲ့တင့်လျော်လျောက်ပတ်တဲ့ပရိရူပဒေတာဖြစ်တဲ့နေရာမှာနေရဒါမှချမ်းချမ်းသာသာနဲ့အသက်ရှင်ရှင်နေခွင့်ရနံပါတ်3ကပုဂ္ဂလတပ်ပါရအပေါင်းအသင်းများတိုင်းကောင်းတာမဟုတ်ဘူးမကောင်းတဲ့လူတွေနဲ့ပေါင်းရင်မကောင်းတဲ့ ချုပ်ချုပ်ထွေထွေပြဿနာရှိတဲ့ကိစ္စတွေကကိုကရောပါသွားပြီးတော့ကိုကဘေးဒုက္ခဖြစ်ရတတ်တဲ့အသက်တိုးသွားနိုင်တယ်နော်။လောကမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရတတ်တယ်။ဒါကြောင့်မလို့တင့်တင့်နဲ့သူနဲ့ဟလာဒါပေါင်းရတယ်။အိုးကိုနဲ့အဆင်မပြေတဲ့လူတွေကတင်းရင်တနည်းပေါင်းတဲ့နာမျိုးမလောက်ရဘူးလူမှုရေးအရာမကောင်းတတ်လို့မိတ်မပြတ်အောင်ဆိုတဲ့သဘောတရားတော့ပဲကောင်းနေပေါ့နော်။ဒါပါတော့ဆိုတော့ ပုဂ္ဂလာတ္တပါယဆိုပေါင်းသင်းဆက်ဆံရင်တင့်တင့်လျောက်ပတ်ညညွတ်အောင်အစဉ်ပြေအောင်နေရထိုင်တတ်ဖို့လိုတယ်ပေါ့။ဒီဟိုလူနဲ့မတက်ဒီလူနဲ့မတက်တော့မပေါင်းသင်းတဲ့လူနဲ့ပေါင်းပေါင်းသင်းတဲ့လူနဲ့လည်းကြတော့မပေါင်းအဲ့လိုဆိုလို့ရှိရင်ပုဂ္ဂလာတ္တပါယမဖြစ်ဘူးပေါ့။ဒါမှမဟုတ်ပုဂ္ဂလာတ္တပါယဖြစ်ဖို့လည်းလိုတယ်။နောက်တစ်ခုကကုတုတ္တပါယကုတုတ္တပါယဆောင်းရသည်ပါဆိုမှနေနေတွင်မနေဘူးပါ။အင်ကြီးလက်တို့လေးနဲ့ ရရဒီပူပါလေဆိုမှတခါတယ်တခါတွေပဲပြီးတော့အလာနေပူရဲ့ရှောက်သွားအဲ့လိုမျိုးတော့ဓာတုဥဒ္ဓကိုကြည့်ပြီးတော့မနေတတ်ဘူးဓာတုဥဒ္ဓကြည့်မနေတတ်ဘူးမနေတတ်တော့ဟောရရဒီကြတော့ဘာအပူဆက်ဆောင်းဒီကြတော့အေးမီအဲဆောအေးမီတာတော့ဘာတော့ဘောလေအဲ့ဒါလိုသဘာဝပြောင်းဓာတုဥဒ္ဓကိုကြည့်ပြီးမနေတတ်လို့ဆင်းလာပြအသက်လည်းမရှင်းနိုင်လို့နေရထိုင်ရတာလည်းဥဒ္ဓကမချမ်းသာနိုင်တော့ဘူးပေါ့ အမချမ်းသာခြင်းနဲ့အသက်ရှိခြင်းနဲ့ဆိုလို့ရှိရင်သဗ္ဗာယဖြစ်အောင်သဗ္ဗာယဆိုတာကလုံးဝမျှတအောင်ပြောတာပါပဲမျှတအောင်နေတဖို့လိုတယ်ပေါ့ဗျာဒါဓမ္မတွေနော်ဒါဥစဉ်ဓမ္မလက်ဆောင်စကားလေးတွေပါ